မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းနဲ့စာလေးကတော့ဆရာတက္ကသိုလ်စိန်တင်ရေးသားတဲ့မြန်မာဒီမိုကရေစီကြီးနဲ့သူရဦးတင်ဦးဒုတိယအတွဲကအခန်းတစ်စစ်ဖြစ်ပါတယ်1984ခုနှစ်ဂျေကွဲပွဲရာဦးတပ်ဇာပနအရေးခင်ဤမူလပြဒနာ ကုလသမဂ္ဂအတွင်းမှုချုပ်ဦးတန်းကဗိုလ်ချုပ်ကြီးနေဝင်းကိုကုလသမဂ္ဂဌာနချုပ်တွင် ထို့သောလိုလီသေးမရှိစေရန်ဂယုဆိုင်ဧကံပြုစုခဲ့ပါလျက်ဦးတန်းနှင့်ဦးနေဝင်းတို့အကြားဆက်ဆံရေးအစဉ်မပြေမသင့်မတင့်ကြုံခဲ့ရခြင်းမှာပြဿနာတစ်ခုဖြစ်နေပေသည်ကျွန်တော်တို့ခီးစီတွင် ထိုစဉ်က Los Angeles မြို့တို့ ဟာဝိုင်ကျွန်းတို့တို့အမေရိကန်ပြည်ထောင်စု၏ဧည့်သည်တော်အဖြစ်ခင်းဆက်ခဲ့ကြသည်ကို တပိုင်းထား၍ဤသို့ဆက်ပြောခြင်းပါသေးသည်မြမပြည်ပြန်ရောက်ပြီးမကြာမီ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးနုကအိန္ဒိယနိုင်ငံတွင်ဗုဒ္ဓဂါယာဖျားဖူးသွားမည်ဟုခွင့်တောင်းသဖြင့်ဗုဒ္ဓကြီးနေဝင်းကခွင့်ပြုခဲ့ပြီးနောက်ဦးနုသည်ယိုရီးယားမြန်မာနယ်စပ်သို့သွားရောက်ခါအဝေးရောက်ပြည်တော်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ ွဲ့စည်းခဲ့ပေသည်ဘုလဲ့ရာရဲဘော်၃ချိတ်ဘုံမင်းကောင်ရဲဘော်၃ချိတ်ကျိုင်မရောဥသွင် Nation ဦးလိုယုံတို့ကဦးနှုအစိုးရအဖွဲ့တွင် ပါဝင်၍ KNDO KNU ကရင်လက်လက်ကိုင်အဖွဲ့ကဦးနှု၏အဝေးရောက်မြန်မာအစိုးရအဖွဲ့ကို အားပေးခဲ့ပါသည်ကျွန်တော်ထင်သည် ဥတန်ကိုဥနေဝင်အညိုအတေးထားခဲ့ဒီမှာနိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဥနုကဗိုလ်ချုပ်ကြီးနေဝင်ခေါင်းဆောင်သော တော်လန်၏အစိုးရကိုလက်နက်ကင်တိုက်ပွဲဖြင့်တော်လန်ပုံကန်ခဲ့ရာဥနု၏ငဲတငယ်ချင်းတပည့်ဖြစ်သူဥတန်အပေါ်၌ဗိုလ်ချုပ်နေဝင်အခဲမကြီးဖြစ်ဟန်တူ၏သည်ပြောရအောင်မီမြမအသားကောင်းအချွန်အမွန် လူတော်အလူကောင်းဖြစ်သူကုလသမဂအတွင်းမှုချုပ်ဦးတန်သည်သူ၏ယာရုတွင်တတ်တန်းနှစ်ကြိမ်ပြည့်၁၀နှစ်တိတိကမ္ဘာငြိမ်းချမ်း၏လုပ်ငန်းကြီးများကို အောင်မြင်စွာထမ်းဆောင်ပြီးမှအငြင်းစားယူခဲ့ခြင်းဖြစ်ပါသည်အလုံးမမိကြအောင်မယ်ထဲမှသည်1962ခုနှစ်တွင်ကမ္ဘာကုလသမဂအထွေထွေအတွင်းမှုချုပ်မစ္စတာဒက်ဟမ်မာရှိုးသည် ကွန်ဂိုနိုင်ငံ၌ငင်းငိမ်းလုပ်ငန်းဆောင်ရွက်နေသည်လင်းမြန်ပြည့်ကြ၍ကွယ်လွန်ခဲ့ရှာသည်မစ္စတာဒက်ဟမ်မာရှိုးရာထူးတွင်နောက်ထပ်ကုလသမဂ္ဂအတွင်းမှုချုပ်အသည့်မရွေးတင်တော့ပဲအတွင်းမှုချုပ်၃ဦးလက်ဝဲလက်ရာဂျာနီနိုင်ငံများမှအာမတ်ကြီးများထားရှိရန်စီမံခဲ့ကြသည်သို့သောထိုစီမံမှာအလုံးမဖြစ်တော့သဖြင့် အမေရိကန်ကြိုက်ဆိုဗီယက်ရုရှားကလည်းကြိုက်ဂျာမနီနိုင်ငံအများကပါသဘောကျနှစ်ချိုက်ကြသူမြန်မာနိုင်ငံ၏ကုလသမဂ္ဂတာမတ်ကြီးဥတန်ကိုကုလသမဂ္ဂအတွင်းမှုတို့ရာထူးတွင်တညီတညွတ်တဲခတ်အပ်တင်မြောက်ခဲ့ကြခြင်းဖြစ်ပါသည်ဒီတွင်ကျွန်တော်တို့မြန်မာနိုင်ငံပါလီမန်ဒီမိုကရေစီအကျဉ်းသုံးမှု၏အစည်းအဝေးအဖြစ်ကမ္ဘာနိုင်ငံရေးတွင်ဥတန်သည်ခန့်ခန့်ထဲထဲ ညီညီညွတ်ညွတ်ထောက်ခံမှုရရှိခဲ့ပါသည် နိုင်ငံရေးသိခါမြန်မာစွာဖြင့်ကုလသမဂ္ဂတွင်မှုချုပ်ရာထုကိုဥတန်စီထထိုက်တန်းတန်းရရှိခဲ့ပေသည်ဥတန်ဤပင်ကိုရေချင်းကလည်းထူးကြော်သဖြင့်သာဥတန်သည်ထိုအစိမ့်မြရာထုတွင်အရွေးခံရခြင်းပဲထိုစဉ်က နိုင်ငံတော်တမရဖြစ်သူဦးနေဝင်းသည်မြမနိုင်ငံရန်ကုန်မြို့တွင်ရှိနိုင်ငံတော်တမရအိမ်တော်သို့ လာခဲ့လှသည်ရေးကြည့်သောကိစ္စရှိမှသာဦးနေဝင်းကရန်ကုန်မြို့ထဲရှိတမရယုံသို့လာလေးရှိသည် ကိစ္စရှိရင်ရန်ကုန်မြို့အေဒီလန်းယခုမေခလန်းရှိ သူဤအိမ်ဝင်းထဲကအင်းအားကန်ဆောင်ကိုမေးတင်ထားသောယုံသို့ကျွန်တော်တို့ကို ခေါ်လေးရှိသည်ဒီနေ့တွင် နိုင်ငံတော်တမရဦးနေဝင်းအိမ်သို့စီဝေးတက်ရောက်ရန်ခေါ်သည်ဤတွင်မြမဆိုရှယ်လန်းစင်ပါတီ ဘိုးအလုတ်အမှုဆောင်ကောမဒီ Central Executive Comedy CEC အစီအစဉ်ဖြစ်ပါသည်ကျွန်တော်မှတ်မိသည်1984ခုနှစ်နိုဝင်ဘာလတည်းက ဖြစ်သည်ထိုနေ့က CEC အစီအစဉ်တွင်ဆွေးနွေးဆုံးဖြတ်ရန်ကိစ္စများကိုနိုင်ငံတော်သမ္မတကြီးဖြစ်တာဝန်ယူထားသောဦးနေဝင်းကဦးဆောင်ပြောဆိုတိုင်ပင်ညှိနှိုင်းပြောဆိုဆုံးဖြတ်ကြပါသည်တောင်ရင်းဆိုင်နဲ့ အလပတလပပြောဆိုနေကြစဉ်နိုင်ငံတော်သမ္မတလည်းဖြစ် ဆိုရှယ်လစ်လမ်းစဉ်ပါတီဗဟုအလုံးမှုသော ကော်မတီဥက္ကဋ္ဌလည်းပြစ်သူဥနေဝင်းကထူးခြားသောစကားတခွန်းပြောလိုက်မင်းတို့ကြားပြီးကြပြီလားဥသံတယောက်တော့ကင်ဆာရောဂါဖြစ်လို့သေလူမျိုးပါဝေဒနာခံစားနေရရှာရတဲ့ကွာနေရတော့မယ်မထင်ဘူးထိုစကားကိုကြားရတော့ခါကျွန်တော်တို့တွေ စီဝေးတက်သူအားလုံးလိုလိုစိတ်မကောင်းဖြစ်ကြရသည်ဒီနောက်ရတ္တပတ်တပတ်ခန့်အကြာတွင်တရင်ရောက်လာသည်ဥတ္တဆုံးပြီဆက်၍ကြားရသောတရင်မှာဥတ္တမကွယ်လွန်မီကမှာကြားခဲ့သောစကားရဥတ္တရဲ့ရုပ်လောင်းကိုမြန်မာနိုင်ငံသို့ပြန်လည်တည်ဆောင်၍မွေးသည့်နိုင်ငံတွင် မြုပ်နှံကြိုပွင့်ပြုပါရန်ဥတ္တမိသားစုကမြန်မာအစိုးရအဖွဲ့ခေါင်းဆောင် နိုင်ငံတော်သမ္မတကြီး ဥရင်ဝင်းထံသို့ပန်ကြားခွင့်တောင်းခဲ့သည် နိုင်ငံတော်သမ္မတကြီးအဖြစ်တာဝန်ယူထားသူဥနေဝင်းကသဘောတူ ခွင့်ပြုချက်ပေးသဖြင့်ကြာမီတွင်ဥတန်း၏ရုပ်လောင်းကို ကုလသမဂ္ဂဌာနချုပ်ကစီစဉ်ပေးသောအထုလင်ဖြင့်မမအပြည်သို့ ပြန်လည်တည်ယူတော့မည်ဟုသိရသည်ထိုအကြောင်းကိုလည်းအင်္ဂလောသမရာကြီးဖြစ်တာဝန်ယူထားသောဥနေဝင်းအိမ်၌ကျင်းပါသော CC လမ်းစဉ်ပါတီ ်ဘောအလုံးအမှုဆောင်အစည်းအဝေး၌ပင်ဥနေဝင်းကဤသို့ပြောဆိုခဲ့ပါသေးသည်ဥတ္တဆုံးတော့ဥတ္တမိသားစုကငါစီကို မေတ္တာရက်ခံလာတယ်ကွာဥတ္တမဆုံးမီကမိသားစုကိုမှားထားခဲ့တယ်တဲ့သူကွယ်လွန်ရင်သူ့မွေးစာတိနိုင်ငံမြမပြီမှာပြန်ပြီးမြုပ်နဲ့တချို့ပေးပါလို့မှားခဲ့တဲ့အဲ့ဒါနဲ့ငါလဲဥတ္တမိသားစုရဲ့မေတ္တာရက်ခံချက်ကိုသဘောတူလိုက်ပါတယ် မကြမီပဲဥတန့်ယုံလောင်းမမာပြီကိုပြန်အောင်လာလိမ့်မယ်ကွာဥတန့်သမီးနဲ့တမတ်တို့လည်းလိုက်လာကြလိမ့်မယ်အဲ့ဒါငါခွင့်ပြုလိုက်တယ်လမ်းစဉ်ပါတီ CEC အစည်းအဝေးမှာဥနေဝင်းကဒီလိုပြောပြတော့ကျွန်တော်တို့အစည်းအဝေးမှာတက်ရောက်လာကြတဲ့ဒုတိယသမရဗိုလ်ချုပ်စန်းယူဒေါက်တာမောင်မောင်နဲ့ဗိုလ်ချုပ်ကျော်ထင်တို့အပါအဝင်အားလုံးပဲကျေနပ်သွားကြပါတယ်မြန်မာနိုင်ငံရဲ့သားကောင်းသားမော်ဥတန့်ကွယ်လွန်သည့်အချိန်မှာ သူ့ရုပ်ကလပ်ကိုမြမပြည်၌ပြန်လည်မြုပ်နှံခွင့်ရသည်ဆိုပြီးကျင်းနိုင်ကြခြင်းပဲဤသို့ဖြင့်ကုလသမဂ္ဂအထူးလေးရင်ကြီးဖြင့်ဥတန်ရုပ်လောင်းမြမနိုင်ငံမင်္ဂလာလုံးလေးမြန်ငွင်းကိုရောက်လာပါလေဥတန်သမီးဒေါ်အေအေသက်သူ့ခင်မောဒေါက်တာတင်မြင့်ဦးသားကိုသက်မြင့်ဦးကုလသမဂ္ဂရာရှိများလဲစုံစုံညီညီပဲ ကုလသမဂ္ဂလင်းဖြင့်လိုက်ပါလာကြပါတယ်ဒီနေရာတွင် ိုင်ငံတော်သမရကြီးဖြစ်တာဝန်ယူထားသောဦးနေဝင်းကဦးတန်အောင် ရောက်လာပြီဟုသာ ပြောဆိုခဲ့ပါတယ်။ဦးတန်အောင်ရောက်လာပြီးသကြိုရန်အစီအစဉ်ကိုမိတို့ဆောင်ရွက်မီဘသူမှမသိနိုင်ကြ။ဦးတန်၏ညီပန်းတနော်ဦးခန့်အငိမ့်စားအတွင်းဝင်ဦးတောင်းတို့ဦးဆောင်သည့်ဦးတန်ဇာပနာကောမဒီကဦးတန်ရုပ်လောင်းကိုပြည်သူလူထုကြည်ညိုအလေးပြုနိုင်ရန်ကြိုက်ဆန်ဝင်းတို့ပို့ဆောင်ခဲ့သည်။ ်ဦးတန့်ရုပ်လောင်းရောက်လာမည်ဦးတန့်လောင်းတည်လာရန်ခွင့်ပြုလိုက်ပြီ ဆိုတော့အမိန်သာသိရပြီဘာဆက်လုပ်ရင်များမည်ဆိုသည့်အစီအစဉ်မပါဘဲရှိပါသည်ထို့ကြောင့်အထက်ဆိုင်ရာဆိုင်ရာပုဂ္ဂိုလ်ကြီးတွေကိုမေးကြည့်ရာဦးတန့်ဇာပနာတိစမှာဘာမျှဝန်လုပ်မပေးရဆိုသည့်အပေါ်ပြောကြပါသည်ဤရင်ကျွန်တော်လဲတော်တော်လေးကတိကအောင်ဖြစ်သွားပါသည် စီးစီအတွင်းကဥဆောင်ဝင်းတို့လိုလူငယ်တွေအပါအဝင်တစ်ဖွဲ့လုံးပါပဲဥတန်ဇာပနအစီစဉ်ကြာကြာနာနာလှုပ်ပေးဖို့မတိရတော့မကြေမနက်ဖြစ်ကြရသည် ဒီမှာပင် personally ပုံကိုအရာ ပြင်းပြင်းထန်ထန်လာပြောသူ ပုံကိုတူရှိပါသည်သူကတော့ပညာရေးဝန်ကြီးဒေါက်တာညီညီပဲဒေါက်တာညီညီက မြန်မာဆိုရှယ်လလမ်းစဉ်ပါတီ CEC ဘိုးအလို့မှုဆောင်ကော်မတီလူကြီးများနဲ့တွေ့ဆုံစကားပြောပရစီဟုခွင့်တောင်းပါသည်ဗိုလ်ချုပ်စင်ယူတို့ကခွင့်ပြု၍ရောက်လာသည်ဒေါက်တာညီကြီးက CEC ကိုတင်ပြသည့်ဥတန်ဇာပနအစီအစဉ်မှာအလွန်ကောင်းပါသည်ဒေါက်တာညီတင်ပြလာသောအစီအစဉ်ကို ကျွန်တော်ပြောပြပါမည်ယခုအချိန်မှာဥတန်ဇာပနကို အစိုးရကဦးစီးပြီးတလဘဘကြိုးပေးလိုက်နိုင်ရင်အလုံးမဲ့တင့်ရောပြီးចောင်းသားတွေနေလဲခြေနဲ့ပေါင်းစည်းလာကြဖို့ရှိပါတယ်အခုတော့အစိုးရကဥတန်ဇာပနဘောကင်တွယ်သဘောထားပုံကိုမခြေနဲ့ကြလို့ចောင်းသားတွေစူစပူစပြူလာနေပြီဒီချိန်နေမှာ ထိမ့်သိမ်းလို့ရနိုင်ပါတယ်နိုင်ငံကြီးအရလဲအလွန်ကောင်းပုံအကဲတာတဲ့ခိစ္စကြီးဖြစ်နေပါတယ် လူငယ်ចောင်းသားများကိုထိန်းကုတ်ဖို့အခွင့်ကောင်းကြီးအချိန်ခါပါပဲဒါကြောင့်ဥတန်ဇာပနာကိစ္စလှလှပပဖြစ်သွားဖို့နိုင်ငံတော်အစိုးရကလှုပ်ပေးရန်လိုနေပါပြီဥတန်ဇာပနာကို နိုင်ငံတော်ဇာပနာမဟုတ်တောင်မှပဲနိုင်ငံတော်အစိုးရကဂိဟုဒီဇိုင်းနဲ့အကျိုးစုံဆောင်ရွက်ပေးရမည့်အချိန်ရောက်နေပါပြီထို့အပြင်ဥတန်ရုပ်အလောင်းမြုပ်နိုင်ရန်ထိုက်သင့်သောနေရာဌာနတစ်ခု သတ်မှတ်ပေးလိုက်ပြီဆိုရင်လည်းအလွန်ကောင်းမွန်ပါလိမ့်မယ်။ပညာရေးဝန်ကြီးဒေါက်တာညီညီကမြမဆိုရှယ်လက်လမ်းစဉ်ပါတီအထွေထွေအတွင်းရင်းမှုနဲ့ CEC ဒုတိယဥက္ကဋ္ဌဘုရုပ်ဆိုင်ယူတာဝန်ရှိအလုပ်အမှုဆောင်များကို ခွင့်ပန်သွားပါတယ်။ပညာရေးဝန်ကြီးဒေါက်တာညီညီရဲ့ခွင့်ပန်ချက်ကဥတ္တန်ဇာပနာ ကိစ္စအတွက်ဘာဆက်လုပ်ရမည်ကိုမသိဖြစ်နေကြတဲ့ လမ်းစဉ်ပါတီ CEC လူကြီးများအတွက်အလင်းရောင်လေးတစ်ခုရရှိသွားပါတယ်ပထမတော့ထိုကိစ္စကိုဖြေရှင်းရန်သူလုံးမလုံးငါလုံးမလုံးနဲ့လူကြီးတွေကလည်းလူငယ်မျက်နှာကြည့်လူငယ်တွေကလည်းလူကြီးမျက်နှာပြန်ကြည့်နဲ့ဘာလုပ်လို့လုပ်ရမှမသိဖြစ်နေကြတဲ့အချိန်ယခုကဲသို့ပညာရေးဝန်ကြီးကဒီလိုဒီလိုလှုပ်ပေးကြပါအားလုံးအဆင်ပြေသွားဖို့ရှိပါတယ်ဆိုတော့အလင်းရောင်လေးရလာပြီးထိုးပြပေးလိုက်တဲ့အခါ များစွာဝမ်းသာသွားကြပါလေ။လမ်းစဉ်ပါတီဘိုးအလို့မှုဆောင် ကောမဒီဝင်တွေဝမ်းသာသွားကြတယ်။အေးဗျာဒေါက်တာညီညီပြောသလိုတော့လှုပ်ဖို့ကောင်းတာပေါ့။ပြောသူကပြောလာကြပါလေ။အမှန်ကလည်းမြမကုံဆောင်ကပကုံဆောင်ပုပ်ကိုကြီးဥတန့်လိုလူအတွက်သူ့လောင်းမြေချဖို့ကိစ္စမှာယခုလိုကတိကောက်တိုးလို့တန်လန်ဖြစ်နေရခြင်းမှာကျွန်တော်တို့ဘက်ကသဘောထားကျင်းမြောင်းရာကြာနေပါလေ။ တည်တင်ရလဲဖြစ်နေတယ်နိုင်ငံဂုံဆောင်ပုဂ္ဂိုလ်ကြီးဥတန်းအတွက်အလောင်းမြေကြရန်စေနာတရာထပ်တန်စွာဖြင့်တာဝန်ရှိတဲ့အစိုးရကလှုံ့ဆော်မေးဖို့မသိမေဘူးလားဤတွင်ဗိုလ်ချုပ်ဆိုင်ကကဲစီးစီကိုခေါ်လိုက်မယ်ဘိုလ်အလုံးမှုဆောင်စီးဝေးမှာလှုပ်ပြလို့သုံးနဲ့စီးစီအစည်းအဝေးကိုခေါ်လိုက်ပါတယ်ပြီးတော့ဆုံးဖြတ်ချက်ချလိုက်ကြတယ်ဥတန်းဇာပနမြေချာကြီး ။ရင်ကျေးမှုဝန်ကြီးဌာနနဲ့ပြန်ကြားရေးဝန်ကြီးဌာနကဥဆောင်ပြီးလုပ်ပေးရန်နိုင်ငံတော်ဇာပနဟု မခေါ်တော့လေ။နိုင်ငံတော်ဇာပနကဲ့သို့ပင်ခန်းခန်းနာနာထင်ထင်ရှားရှားဖြစ်အောင်စောင့်ရွက်ပေးရမည်ဟုဆုံးဖြတ်ကြပါရစေ။ဤတွင်မြမဆိုရှယ်လက်လမ်းစဉ်ပါတီဘိုးအလုံးမှုဆောင်ကောမဒီဝင်လူကြီးတွေဝမ်ပန်းတသာဖြစ်သွားကြပါရစေ။မြမဂုံဆောင်ကပ္ပဂုံဆောင်ပုဂ္ဂိုလ်ကြီးဥတန်ဤနောက်ဆုံးခီးအတွက်တင့်တော်သော ဂုံပြုမှုလောက်ရပြီအစိုးရကဟလာပဲပါလေးစောင့်ရက်ပေးနိုင်တော့မည်စီစီဘောအလုံးစုပူတောင်ကောမဒီလူကြီး14ယောက်တနည်းတညွတ်သေးထွက်ပေါ်လာတဲ့ဆုံးဖြတ်ချက်ပဲသို့တော့အရေးကြီးပုံကိုတူဤသဘောထားလုံးနေသေးသည် ထိုပုံကိုတူကတော့အာလုံးတီးကြပြီးတဲ့အတိုင်းထိတ်ဆုံးကသမနာကြီးတာဝန်ယူထားသောဥနေဝင်မင်း ဥနေဝင်တယောက်တည်းဤသဘောထားတူညီချက်လိုအပ်နေပါသေးတယ်။သမရာကြီးရဲ့သဘောတူညီချက်ရရန်တွားရောက်ရမည့်ကိစ္စကို CEC ဒုတိယဥက္ကဋ္ဌဒုတိယသမရာဘုဇုတ်ဆိုင်းယူကတာဝန်ယူလိုက်ပါတယ်။နိုင်ငံတော်သမရာကြီးထံသူတွားရောက်တွေ့ဆုံတင်ပြမယ်ဟုဘုဇုတ်ဆိုင်းယူကလိုလိုချင်းချင်းပြောပါတယ်။ကျွန်တော်တို့ကလည်းဒီအစီအစဉ်ကောင်းပါတယ်။ဘုဇုတ်ကိုယ်နိုင်ပဲသမရာကြီးထံတွားရောက်ပြီး ဒီသဘောတူညီချက်ကိုတင်ပြပေးပါဤသို့ဖြင့်ဘိုးချုပ်ဆိုင်းယူချက်ချင်းထွက်သွားပါတယ်ကျွန်တော်တို့လည်းရုံးခန်းမှာထိုင်ဆောင်ငင်းကြံရစ်ပါတယ်ဘိုးချုပ်ဆိုင်းယူပြန်ရောက်လာတဲ့အခါသူ့မျက်နှာက မသားမယာဖြစ်လာတယ်ဥတ္တန်ဇာဝနမြေချာကြီးလှလှပပဖြစ်အောင်နိုင်ငံတော်အစိုးရကဆောင်ရွက်ပေးမိအစီအစဉ်ကိုသမ္မတကြီးဦးနေဝင်းကသဘောမတူခြင်းဘူးမင်းတို့လှုပ်ချင်အောင်လှုပ်ကြ ငါမလုပ်ဘူးဟုဦးနေဝင်းကတူတူပြက်ပြက်ပြောလိုက်ကြောင်းဗိုလ်ချုပ်ဆန်းယူကကျွန်တော်တို့ကိုပြန်ပြောပါလေဤတွင်ဦးနေဝင်းထံကအဖြေကိုစောင့်နေကြသောကျွန်တော်တို့ပါတီအလုံးအမှုဆောင်အားလုံးဝန်내ပက်လက်ဖြစ်သွားကြပါလိမ့်မယ် ထိုအချိန်မှာနိုင်ငံတော်အတွက်အလွန်မင်းအရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။မြန်မာနိုင်ငံတစ်ခုလုံးရှိစစ်ဒေသတိုင်းမှုများထံကကျွန်တော်ထံဖုန်းဝင်လာပါတယ်။ဘလို့လဲဒီမှာလူတွေကမင်းကုန်ထုတ်ဝင်ကြပြီ။ဥဒဏ်လိုမြန်မာကုံဆောင်ကဘာကုံဆောင်ပို့ကူကြီးရဲ့ဇာပနာအတွက်အစိုးရကဘာမှမလုပ်ပေးဘူးလေလား။တိုင်းမှုတွေတပ်မှုတွေစစ်ဒေသမှုတွေကလည်းအသိပညာရှိကြသော တိုင်းပြည်နဲ့လူမျိုးကိုချစ်ကြသောသူတွေအများကြီးရှိပါတယ်။ သူတို့ကတက်မတော်ကာကွယ်ဦးစီးချုပ်ကျွန်တော်ကိုလမ်းမေးကြတယ်ဘိုးချုပ်မာထူးသလဲဗျာဥတန်ဇာပနာကိစ္စကျွန်တော်ကဘာမှမလုပ်ပေးရဘူးလားနေမှာကျွန်တော်တို့ကိုပြည်သူတွေကမင်းကိုထုတ်လာနေကြပြီဘလို့အခြေအနေ ရှိပါသလဲခင်ဗျာတိုင်းမှုတွေကဘလို့ပဲမင်းကိုထုတ်ကြတော့လဲကျွန်တော်မှာကာကွယ်ဝင်ကြီးဌာနစစ်ရုံးမှာထိုင်နေပြီးအပြေပေးစရာဘာမှမရှိဖြစ်နေပါတော့လေထို့ကြောင့် နိုင်ငံတော်သမ္မတရုံးအတွင်းဝင်ဝန်ကြီးကြီးကိုကိုထံသွားခဲ့ပါတယ်ဝမှုကိုကိုဘလို့လဲဗျာကျွန်တော်တို့မှလည်းနေကတိုင်မှုတက်မှမူလေကွာတောက်လျှောက်မင်းုံးတွေဝင်လာနေတယ်သူတို့ကိုပြည်သူတွေကမင်းုံးထုတ်ကြတယ်ဗျာဥတန်ဇာပနာကိစ္စနိုင်ငံတော်အစိုးရကဘာမှလုံမပေးဘူးတဲ့လားဒီအတိုင်းကြည်နေတော့မှလားတဲ့ကျွန်တော်လဲဘာကြောင့်မှန်းဆိုတာမပြောတတ်တော့ဘူးကျွန်တော်ကဘုံကြီးကိုကိုကို ပြောလိုက်တော့သူက အေတို့ပြန်ပြောလေသည်ဒီလိုဖြစ်မဲ့ထင်ပါတယ်ဘိုးချုပ်ရဲ့ဒီကိစ္စကဝင်းကြီးချုပ်ဟောင်းဦးနုနဲ့ပတ်သက်နေပုံရတယ်ဦးသားက ကုလသမဂ္ဂအတွင်းမှုချုပ်ဖြစ်လာပြီးအနောက်ပိုင်းမှာကုလသမဂ္ဂဌာနချုပ်ကတန်တမန်တွေကိုဦးနုနဲ့ပတ်သက်ပြီးပြောဆိုတာတွေကိုအဖိုးကြီးကနားကနေပြန်ကြားနေတယ်အဲ့ဒါကိုမတင်မနဲ့ဖြစ်နေတာလားမသိဘူးဗျာပြောတာဆိုတာတွေလည်းရှိရင်ရှိမှာပေါ့လေ ဘုံကြီးကိုကိုထံပြန်လာသည့်အခါကျွန်တော်မှပြောစရာဆိုစရာအချက်တစ်ချက်ကတော့ရလာပြီ။တိုင်းမှုတွေတဲကနောက်ထပ်မေးမြန်းလာသည့်အခါပြောရန်စဉ်းစားထားပါလိမ့်။ထိုစဉ်ကတိုင်းမှုဘုံမှုချုပ်ခင်အောင်နောင်ဆောက်လို့ရေးဝင်ကြီး ဖြစ်လာသောဘုံမှုချုပ်လှထွန်းပညာရေးဌာနကဒုတိယဝင်ကြီး အောင်ထွန်းကြီးဘုံမှုကြီးမင်းအောင်တို့အများကြီးအများကြီးမိကုန်းလေးဖုန်းဖြင့်တစ်မျိုး လူကိုယ်တိုင်တဖုံလာပြီးမေးမြန်းကြပါသည်ယခုတော့ဘုံမူကြီးကိုကိုထမ်းမှသတင်းအစနာရပြီဖြစ်သဖြင့်နောက်ထပ်မိကုန်းနေရောက်လာရင်ဖြေစရာတော့ရှိပါပြီနောက်တော့ကာကွယ်ဥစည်းချုပ်ရုံးကိုအဲ့ဒီအတိုင်းမူတမမူတွေဥတို့ဝင်လိုက်ထွက်လိုက်ရောက်လာကြပြီသူတို့မိကုန်းနေထုတ်လာကြသောအခါကျွန်တော်ကပြောလိုက်မိသည်အေးဗျာဒီလူများဖြစ်မလားမသိဘူးကုလသမဂအတွင်းဝင်ချုပ်ဖြစ်လာတော့ ဥတန်းကဥနုနယ်ပတ်သက်ပြီးကုလသမဂ္ဂမှာရှိတဲ့တန်တမာတွေကို ပြောတာဆိုတာတွေဗိုလ်ချုပ်နေဝင်းကပြန်ကြားလာမသိဘူးဒါကိုခင်ဗျားတို့ဝန်ထဲပဲထားကြပါဗျာသူတို့ကလည်းထို့သို့မှာကြားလိုက်ပါသေးသည်ထို့သို့ဥတန်းဇာပါဏပြတနာအေးကင်းဖြစ်ပွားနေတဲ့ကာလမှာနိုင်ငံတော်သမရဥနေဝင်းအိမ်၌ရေးပေါ်အစည်းအဝေးတစ်ခုရှိသောကြောင့်ကျွန်တော်လည်းတက်ရောက်ရပါသည် ထို့အစည်းအဝေး၌ဥနေဝင်းကကျွန်တော်ကို နာမည်ခေါ်ပြီးပြောပါပြီ။ဟေးဘိုတင်ဦးဦးတန်းဇာပနာကိစ္စမှာဦးနုနဲ့ပတ်သက်တယ်ဆိုပြီးမင်းတို့အတွင်းနဲ့မင်းတို့ရှောက်ပြောကြတယ်ကွာ။မင်းတို့ဘာသာတွေးပြီးပြောနေဆိုနေတာတွေကိုရက်ကြ။ကုလသမဂ္ဂတန်တမန်လောကမှာဦးတန်းကဦးနုအကြောင်းပြောတာကြောင့်ငါကမကြင်မနဲ့ဖြစ်တယ်လို့တင်ဦးကပြောတယ်ဆို။ဟုတ်လား။နိုင်ငံတော်သမရဦးနေဝင်းကစီးဝေးမှာဒီကိစ္စကြောင့်ဟုတ်တယ်မဟုတ်ဘူးဘာမှဝင်လဲမခံဘူး။ ညင်းလဲမညင်းဘူးကျွန်တော်ကတိုက်ရိုက်ကြီးမင်းဝန်ထုတ်နေပါတယ်ကျွန်တော်ဒီလိုပဲသိုးသိုးတန်တန်ကြားမိလို့ပြောတာပါဟုတ်ပြန်ပြောလိုက်ပါတယ်နောက်တော့ကျွန်တော်မှာကိုယ့်အကြောင်းနဲ့ကိုယ်ဖြစ်နေသဖြင့်ဘာမှ ပြန်မပြောပဲညင်းနေပါတယ်ဒုက္ခပဲဘယ်သကောင်သားကအချုံနဲ့မလိုက်ပါလေဒီစကားကဥနေဝင်းစီရောက်အောင်ဘသူတဲယူပို့ဆောင်ပေးလိုက်တည်မစီကျွန်တော်နည်းနည်းလန့်သွားပြီးညင်နေလိုက်ပါတယ် စီဝေးဆိုတက်လာတဲ့ပုံကိုယ်ကြီးအားလုံးကကျွန်တော်ကိုတနာတဲ့မျက်နာလေးဖြင့်ကြည့်ကြည့်ကြပါတယ်။အမှန်တမ်းပြောရရင် ထိုစဉ်ကဦးနုကလည်းတိုင်းပြည်ပြပရောက်နေစေ။ဤသို့ပြောပါက အမှန်များရမည်လားဟုပြောမိသည်။ယခုတော့အမှန်မရပဲအချိန်မောင်းခံလိုက်ရလေ။ထို့သောဥတန်ဇာပနာဤခဲမှာဥတန်အလောင်းအကျိုးရန်ရက်သတ်မှတ်ခြင်းမပြုတ်မီတနေ့ဆိုရှယ်လန်းစင်ပါတီအစိုးရအဖွဲ့တွေက သူရဲကောင်ဒုတိယဝန်ကြီးတူပေါ်လာပါတော့သည်ထို့သူရဲကောင်မှာငင်းမှုမျိုးသားပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဘုံမူကြီးအောင်ထွန်းဖြစ်လေသည်ဗိုလ်ချုပ်လှထုံးကမေးသည်ခမားတို့ဥတ္တန်ဇာပနဘသူမှမသွားကြဘူးလားကျွန်တော်ပြန်ပြောလိုက်သည်မသွားရဘူးဆိုလဲမသွားဘူးပေါ့ဗျာပြောလိုက်သည်သို့သောထုံးနေအစည်းအဝေးကပြန်နောက်တစ်နေ့တွင် ပညာရေးဒုတိယဝန်ကြီးဖြစ်သူဝန်ကြီးကြီးအောင်ထွန်းကတဘောတော်လှုပ်ရှားမှုပြုလေသည်ပညာရေးဒုတိယဝန်ကြီးဘုံမူးကြီးအောင်ထွန်းကသူကိုယ်တိုင် black suit အနေအောင်ပေါင်းမင်းနဲ့ကုတ်အင်းကြီးအနေအောင်လဲစည်း neck tie ဝတ်ဆင်ပြီးရန်ကုန်မြို့ကြိုက်ခစံဝင်းရှိဥဒန့်ယုတ်ကလပ်ကိုတွားရောက်လေးပြုခဲ့သည်ဥဒန့်ယုတ်ကလပ်ကိုပညာရေးဒုတိယဝန်ကြီးဘုံမူးကြီးအောင်ထွန်းလာရောက်လေးပြုသည့်တဲ့ရင်ကို နိုင်ငံတော်သမ္မတဦးနေဝင်ကြားသိတော်ခါ ချက်ချင်းပင်ဒုတိယဝန်ကြီးရာထူးကဖြုတ်ပစ်ခဲ့လေသည်မွန်ကြီးအောင်ထွန်းသည်ပညာရေးဒုတိယဝန်ကြီးရာထူးကပြုတ်သည်ရာထူးပြုတ်၍ကိုအောင်ထွန်းစိတ်ညစ်ဟန်မတူကျွန်တော်တန်းလာနှုတ်ဆက်ပြီးမင်းမူတို့ပျော်ပျော်ကြီးပြန်သွားလေပြီမင်းမူရင်ကျူရှင်ပွင့်ပြီးကျောင်းသားတွေကိုအင်္ဂလိပ်စာသင်ပေးသည် ကိုအောင်ထွန်းကတက်မတော် staff college မှာ directing officer စစ်တပ်ကတော်မှာ ညွန်ကြိုက်မှုလုပ်ခဲ့သူဖြစ်၍အလွန်စတော်သူဖြစ်သည်ရန်ကုန်တက္ကသိုလ်က BA ဂုံလူဘက်အင်္ဂလိပ်စာဂုံလူဖြင့်အောင်မြင်သူ1945 50ပြည်တွင်းတောင်းရမ်းမှု စင်မီကြီးတောက်လောင်းတဲ့ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေအစိုးရဘက်ကဝင်ရောက်၍စစ်တပ်ရန်တပ်မတော်တဲသို့ဝင်ရောက် ပါဝင်လာသူဖြစ်ပါသည်ကိုအောင်ထွန်းကမြင်းမှုမျိုးသားဖြစ်တော့ကျွန်တော်တို့စကိုင်းတိုင်းကို NLD ပါတီ စီယုံရေးသွားစဉ်တွေ့ကြသေးသည်ကျွန်တော်တို့ကိုမြင်းမှုမျိုးကနေပြီးကိုအောင်ထုံးက တခန်းတနာကြိုးဆိုခဲ့သည်ကိုမှတ်မိပါသေးသည် သူကကျွန်တော်ထက်အသက်ကြီးပြီးတော့ကျွန်တော်ကိုဆရာသမားခေါ်ပြီးရီမောမောပျော်ပျော်ပါပါစကားပြောပါသည် သူကပျော်ပျော်နေတတ်ပါသည်ဦးတန့်ရုပ်အလောင်းအလေးပြုမိသည့်ပြစ်မှုကြောင့်နောက်၁၂ရက်အကြာမှာ ူကိုဒုတိယဝန်ကြီးယာဒုကအနာပိတ်လိုက်တော့အမိန့်ထွက်လာသည် ထိုစဉ်ကကျွန်တော်ရုံးကိုလာပြီးအလေးပြုလျက်ပျော်ပျော်ပါပါကြီးနှုတ်ဆက်သွားလေသည်နားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ခမ်းများကိုဆက်လက်တင်ပြသွားအောင်ပါ စောင့်မျှော်နားဆင်ကြပါအောင်ခင်ဗျာ